AI နေတာဒီထက်ပိုပြီးညံကောင်းလာခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်လာမလဲလူတွေပေါ်ရောဘလိုမျိုးအကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်မလဲအနာဂတ်ကဘာကြီးရောဘလိုမျိုးဖြစ်လာနိုင်လဲဆိုတော့ဒီနေ့ Ryan နဲ့နင်းနေလောက်ဆွေးနွေးကြည့်ရအောင် 1956ခုနှစ်လောက်ကမှစပြီးဖန်တီးခဲ့တဲ့ artificial intelligence ဆိုတဲ့ AI နေရ68နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုအတွင်းမှာထင်မှားလောက်အစ်စ်နေမြင်လာတယ်။လုံးဆောင်နိုင်စွမ်းတွေလည်းတိုးတက်လာတယ်။ရှုပ်ထွေးတဲ့ပြဿနာတွေကိုလည်းလုံးနိုင်စွမ်းတွေမှာအဲ့အချိန်မှာပိုပြီးမြန်လာတယ်။အထူးသဖြင့်2020နောက်ပိုင်းဟာ AI နေမှာတိုးတက်နှုန်းတွေပိုမြန်လာတယ်။အခု2025မှာဆိုရင် ChatGPT, Google ရဲ့ Gemini ပြီးတော့ Microsoft ရဲ့ Copilot မတာရဲ့လာမနဲ့ deep sea အဲ့လိုမျိုး AI တွေကလည်းမှုလို့ပေါက်နေပြီအဲ့တော့လူသိမသိတဲ့ AI တွေလည်းရှိတယ်လို့လူသုံးနေတဲ့ AI တွေလည်းရှိသေးတယ်။အိုက်ထဲမှာအကောင်းဆုံး AI တွေနဲ့ပြောကြည့်ရ AI ကိုလူတွေကဖန်တီးတာဆိုပေမဲ့တချို့လုံဆောင်ချက်တွေမှာကျတော့ AI ကလူသားတွေထက်ကိုပိုပြီးလုံဆောင်ချက်တွေပုံမြင်တယ်ပိုပြီးတော့လည်းလုံနိုင်တယ်။ဥမာကမ္ဘာတော်သုံးချက်ချံပီးရနဲ့ရှင်ပြီးတော့ချက်ကစားတဲ့နေရာမှာ AI ကအလွယ်လေးအနိုင်ယူလိုက်တာမျိုးဒါက1990ကဖြစ်ခဲ့တာ အခု2025မှာရှိတဲ့ AI နေနဲ့ဆိုရင်တော့ပြောမနေနဲ့တော့ Photoshop နဲ့တနာရီလောက်ထိုင်ပြရမယ့်ပုံကိုစက္ကန့်ပိုင်းအတွင်းမှာ AI ကအလွယ်လေးထုတ်ပေးနိုင်နေပြီ။တပတ်လောက်အချိန်ယူပြီးစဉ်းစားနေရတဲ့စာရီဆိုရင်လေ AI ကတည်တည်ချာချာကိုရေးပေးနိုင်နေပြီ။ပြောရရင် process တော်တော်များများမှာ AI ကလူသားရင်နဲ့ရှင်လာရင်လုံးဆောင်ချက်တွေပုံပြီးတော့မှကောင်းလာတယ်တိုးတက်မှုတုံးတွေလည်းပုံပြီးတော့မြန်လာတယ်ဒါမဲ့ကန့်သက်ထားတဲ့ပြဿနာတစ်ခုကိုပဲဖြေရှင်းနိုင်သေးရာ မြင်တောင်ပြောရရင်ပုံထုတ်တဲ့ AI ကိုဗီဒီယိုသွားထုတ်ခိုင်းလို့မရအောင်ကားမောင်းတဲ့ AI ကို ChatGPT လိုမျိုးစကားပြန်လည်သွားပြောနေလို့မရအောင်လုံးနိုင်တဲ့ test တွေဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေကန့်သက်ချက်တွေရှိနေရတော့မှ AI ကလူသားတွေထက်ကိုရှင်လိုက်မယ်ဆိုရင်ပုံပြီးတော့တိုးတက်မှုတော့ပုံပြီးကောင်းလာတယ်တကယ်လို့ဒါ AI ကပြဿနာမျိုးစုံကိုအကန့်အသတ်မရှိ ဖြည့်ရှင်းလာနိုင်မယ်ဆိုရင်ဘလို့ဖြစ်လာမလဲ ဒီလိုပြဿနာမျိုးစုံဖြေရှင်းနိုင်တဲ့ AI ကို Artificial General Intelligence AGI လို့ခေါ်တယ်။ AGI တွေကိုမြင်ရဖို့အတွက်နာမည်ကြီးထိတ်တန့် Tech Company တွေကလူအင်အားငွေအင်အားအလုံးရင်းစိုက်ပြီးတော့ကြိုးပမ်းလာကြတာ။အဲ့တော့ AGI မြင်တော့ပြောရရင်လူသားတွေရဲ့အုံနောက်နဲ့သွားတူတယ်။ အခုလက်ရှိ AI နေကြတော့တလေးဆန်တကောင်ရဲ့အသိဉာဏ်နဲ့သွတ်တူတာတလေးဆန်နေဆိုတာနေစရာရှာမယ်အစာရှာမယ်အနေတကူနဲ့ကြုံလာရင်သူတို့ရဲ့သဘာဝလက်နက်နဲ့တုံ့ပြန်ကြတယ် AI နေကြတော့လေလူသားတွေကန့်သက်ထားတဲ့ပြဿနာကိုပဲဖြေရှင်းကြတာအဲ့လိုပဲသူတို့နဲ့မသက်ဆိုင်တဲ့ပြဿနာတကူပေါ်လာပြီဆိုရင်တလေးဆန်နေရော AI နေရောဟာလစ်လျူရှုထားကြတယ်လူသားတွေမှာကြတော့အဲ့လိုမဟုတ်ဘူးမနှက်မိုးလင်းအိပ်ယာမထားခြင်းနဲ့ပြဿနာအစား ညမိုးချုပ်အိတ်လို့မရတဲ့ပြဿနာအစုံ ပြဿနာပေါင်းတောင်းချောင်းတောင်ရှိတယ်။ပြဿနာမှန်လဲတိတယ်။အဲဖြည့်ရှင်းမှုလဲစဉ်းစားကြတယ်။ဒီပြဿနာတွေကိုလဲဖြည့်ရှင်းမှုအကောင့်ထဲလဲပေါ်ကြတယ်။အဲ့တော့ပြောရမယ်ဆိုရင်တတဝါရီထဲမှာလူသားတွေကအမြဲတမ်းတိုးတက်နေရ။အခုလက်ရှိ AI တွေကလူတွေသတ်မှတ်ထားတဲ့ပြဿနာတွေကိုဖြည့်ရှင်းနိုင်သေးရ။တိုးတက်မယ်ဆိုရင်လဲတိုးတက်တာကအဲ့တနေရာတွေမှာပဲရှိနေမှာ။တကယ်သာ AGI တွေကတကယ်ရှိလာပြီဆိုရင်တော့သူတို့ရဲ့တိုးတက်မှုနှုန်းနဲ့ တိုးတက်နိုင်မဲ့ကန့်သက်ချက်တွေဟာဘလောက်တောင်ပိုကောင်းလာမလဲဆိုတာစဉ်းစားလို့တော့ရမှာမဟုတ်ဘူးလူတွေလို့အိတ်ချိန်စားချိန်အနားယူရချိန်တွေမရှိဘဲနဲ့ဟိုအင်တာနက်ပေါ်မှာရှိနေတဲ့ထရီလီယံနဲ့ချီတဲ့သတင်းချက်လက်တွေကိုလေ့လာနိုင်မယ်မှတ်ဉာဏ်ဟာလေသူ့ရဲ့ hardware တွေ data center တွေ cloud platform တွေမှာစက်ရင်စက်သလောက်မှတ်လို့ရမယ်လူတွေလိုမျိုးတကူကူကိုမှတ်ဖို့အတွက်အချိန်ကြာကြီးစောင့်နေစရာမလိုဘူး ပြောရရင် AGI နေရဲ့လေးလာတည်ယူနိုင်စွာတခဏအတွင်းမှာ လူတွေအားလုံးထက်ကိုအစပေါင်းများစွာပုံပြီးတော့ကြော်လွန်နိုင်သွားမယ်။နောက်ပြီးတော့ AGI တခုကိုတည်ဆောက်နိုင်ပြီဆိုတာနဲ့နောက်ထပ် AGI အစ်စ်တခုကိုပါသူ့ဘာသာသူပြန်ပြီးတည်ဆောက်နိုင်လိမ့်မယ်။အဲ့တော့ဘာဖြစ်လာလဲဆိုတော့လူတွေလုတ်ပေးထားတဲ့တိုးတက်ပြောင်းလဲမှုကို AGI ကသူ့ဘာသူလုတ်နိုင်လိမ့်မယ်။လင်းမင်းမရှိတဲ့လေးလာမှုတွေပြီးတော့မရေမတွက်နိုင်တဲ့ပြဿနာတွေကိုပါ AGI နေနဲ့ဖြည့်ရှင်းဖြည့်ရှင်းနဲ့နောက်ထပ် ပိုပြီးကောင်းတဲ့ AGI အသစ်တစ်ခုကိုပါပြန်ပြီးတော့လူတွေမပါဘဲနဲ့တိဆောက်နိုင်လာလိမ့်မယ်။ဒီလိုနဲ့ AGI နဲ့ intelligent ဟာကောင်းရင်ကောင်းရင်နဲ့လူတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးတာပိုကောင်းတဲ့ super intelligent AI နည်းဖြစ်လာလိမ့်မယ်။ဒါဆိုရင်လူတွေကဘလို့ဖြစ်လာမလဲ။ intelligent ဘိုင်းနေအဆင့်ပုံမြင့်လာတဲ့အမျှ AI ကဘာကိုဥတည်နေရလဲဆိုတာခံမရပိုခက်လိမ့်မယ်။နောက်ပြီးတော့လူတွေကရောဒီ super AI ကြီးတွေကိုထိ ंछ ုံနိုင်မလား။ဒါမှမဟုတ် AGI ကခန်းစားချက်လုံးဝမပါဘဲနဲ့ပြဿနာတွေကိုဇက်တိုက်ဖြေရှင်းလာမလားဒါမှမဟုတ်ဇကားရရလို့ AI ကကဘာကြီးကိုအုပ်ဆိုးသွားမလားဒါတော့ဘယ်တော့မှတည်ကြမသိသေးဘူးဘာလို့လဲဆိုတော့ AGI ကိုတည်တည်ချာချာဖန်တီးလို့မရနိုင်သေးတဲ့အခြေအနေမလို့အဲ့တော့ဒီ AGI တွေထပ်ပို့ပြီးတော့ကောင်းနေ Super AI ကြီးတွေဒါရလာမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကိုဘသူမှတိတိကျကျမသိရသေးဘူး AI နေသားဒီထက်ပိုပြီးတော့မှညံပိုကောင်းလာမယ်ဆိုရင် လူသားတွေအတွက်အကောင်းဆုံးပုံပုံလည်းဖြစ်နိုင်တယ်လို့အကြီးမားဆုံးချင်းချောင်းကိုလည်းဖြစ်နိုင်တယ်မေးသေးတာတခါလေး AI နေကလူသားတွေတတညံပိုမြင့်လာမယ်ဆိုရင်လူသားတွေရဲ့တည်ရှိမှုကဘလို့ဖြစ်လာနိုင်မလဲအဲ့တော့အခုပြောသွားတဲ့ညံပူကောင်းလာမယ့် AI နဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ထင်မြင်ချက်လေးကို ခုံးမှာပြောသားပေးပါရိုက်ရပါနောက်တဲ့ဆက်ဝေစာအောင်လေဗီဝီနဲ့တူပြန်လာခဲ့ပါမယ်